ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့နယ်စပ်လုံခြုံရေးစီးပွားရေးကုန်သွယ်ရေးနဲ့ရိုဟင်ဂျာရေးတွေအတွက်အာရခတတော်အေအေနဲ့မဖြစ်မနေထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့နိုင်ငံရေးကိစ္စတွေကသုံးသပ်နေကြပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကိုအေအေကတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီးအဲ့ဒီမြို့နယ်တွေမှာအေအေရဲ့အုပ်ချုပ်ရေးရန်တရားတွေစတင်နေပြီဖြစ်တာကြောင့်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်လျှောက်ဟာအေအေရဲ့အလုံးစုံထိန်းချုပ်မှုအောက်မှာရှိနေတာလို့ စည်ရေးလေးလာတုံသက်သူတွေကပြောပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်တွေကမြို့နယ်၃မြို့နယ်ကိုသာအေးအေးနေနဲ့တိမ့်ပိုက်ဖို့ကြမ်းရှိနေပြီးအဲ့ဒီမြို့နယ်တွေကိုလည်းဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေလို့လဲဆိုပါတယ်။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဘင်္ဂလားဒေ့ရှ်တို့ခက်ခဲတဲ့စိန်ခေါ်မှုတွေပိုပြီးတော့ပေါပေါက်လာတယ်ပေါ့လေ။အထူးသဖြင့်တော့မြန်မာနိုင်ငံနယ်စပ်ဘက်မှာဆိုရင်မြေပြင်ကိုအုပ်ဆိုးတဲ့သူကအပြောင်းအလဲဖြစ်လာတယ်။ င်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့စစ်ကောင်စီနဲ့ဆက်ဆက်တယ်ဆိုတာစစ်ကောင်စီကိုကြိုက်တော်ရှိမကြိုက်တော်ရှိလက်ရှိနေပြီးတော့မှအာဏာလက်ကင်ထားတဲ့အဖွဲ့ဖြစ်နေတာကြောင့်တရားဝင်နိုင်ငံရေးအရဆက်ဆက်တာတွေတန်တမာရေးအရဆက်ဆက်တာတွေလုပ်နေတာရှိမှာပေါ့လေသူတို့မှမဟုတ်ပါဘူးအခြားနိုင်ငံတွေလည်းလုပ်နေပါတယ်ဒါပေမဲ့အာရကတက်တော်နဲ့ဆက်ဆက်ရတယ်ဆိုတာကတော့တကယ်လက်တွေ့အကြောင်းအရာတွေကိုဖြည့်ရှင်းတဲ့အခါမှာမြေပြင်မှာအာဏာလက်ကင်ထားသူတွေနဲ့ပဲဖြည့်ရှင်းရတာ နေဆက်ဖြတ်ကျော်ကိစ္စတွေတရားဝင်၅ခုဖမ်းတဲ့ကိစ္စတွေလူဖြတ်ကျော်တဲ့ကိစ္စတွေပြီးရင် Ranger ပြဿနာဒါတွေဖြတ်ဆက်ရတာရှိပါတယ်။တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့လိုအပ်တဲ့အဖွဲ့အစည်းတွေအားလုံး ਨੇ ချိတ်ဆက်ဆောင်ရသွားမယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားအတွက်အေအေနဲ့ဆက်ဆံရေးကိုတိုးမြှင့်တည်ဆောက်မယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြံပေးက ဧပြီ28ရက်ကပြောဆိုခဲ့ပါသေးတယ်။ဘင်္ဂလားဒေ့ရှ်ဟာကျွန်တော်ရဲ့ဒီအိန္ဒိယနိုင်ငံဖြစ်တဲ့အတွက်ဟိုကျွန်တော်အနေနဲ့လည်းဘင်္ဂလားဒေ့ရှ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ရှင်ပါတယ်။နှစ်ဖက်ပြည်သူတွေအတွက်အကျိုးရှိမဲ့ကိစ္စတွေကိုလည်းအပူပေါင်းဆောင်ရွက်ရှင်ပါတယ်။ဟိုနောက်တစ်ခုကတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းဖွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်ကဒီမူအားဖြင့်သဘောတူတယ်လို့ပြောတဲ့အတွက်လည်းပဲဟိုဒီကိစ္စဟာတကယ်ဖွင့်ပေးခဲ့မယ်ဆိုလို့ရှိရင်တော့အကူအညီတကယ်လိုအပ်နေတဲ့ပြည်သူတွေအတွက်ဝမ်းသာစရာကိစ္စဖြစ်ပါတယ်စစ်ကောင်စီဘက်ကတော့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အေးအေးနဲ့ထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတဲ့အပေါ်ကန့်ကွက်ရှုတ်ချတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်ဒီလို ထုတ်ဖော်ပြောဆိုလာမှုကိုဘင်္ဂလားဒေ့ရှ်ဘက်ကလက်မခံကြောင်းနဲ့ နိုင်ငံအကျိုးစီးပွားအတွက်လိုအပ်တဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆံမှု ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းပြန်လည်ပြောဆိုခဲ့ပါတယ်။အေးကလည်းတော့အကျန့်ဖက်အကျင်ကခံထားရတာဘူး။ဒီကျန်းဖက်ကြီးကခံထားတော့ဒီနောက်ခုကတော့ဒီသူတက်မှန်နဲ့လည်းတိုက်တိုက်နေတဲ့ပွဲကြီးဖြစ်တဲ့အခါကျတော့အဲဒီအဖွဲ့ကတခြားနိုင်ငံတစ်ခုကအဲဆက်ဆံတာကိုဒါ ရဝင်ဆုံးရတဲ့အနေနဲ့ကတော့ကန့်ကွက်ရမှာပေါ့နော်။အဲ့တော့ဒီလိုကန့်ကွက်တာမျိုးကလည်းဟိုအရင်တုန်းကလည်းရှိပါတယ်။ဆိုတော့ဒီနိုင်ငံအစိုးရကျင်းဆက်ဆံရေးကလည်းရှိနေတာပေါ့နော်။ဒါတကယ်လားလို့ပဲတော့။သူတို့နဲ့လည်းလေးထိစပ်နေတဲ့ခိုင်မာလေးဒါဒီသူတို့ရဲ့နေသမျိုးတွေကလည်းအေးလက်ချက်မှရှိနေတာကြတော့အေးနဲ့လည်းမတင်မဆက်ဆံရမယ့်သဘောလို့အဲ့လိုပဲထင်တာလေ။